ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့နေရာဒီကကစားသမားတစ်ခေါ်ခေါ်ယူဖို့အတွက်ဒါယူရိုတန်းနေရာကြော်တီသုံးခဲ့တယ်ဒါပေမဲ့အလားအလာရှိတဲ့ဒါတီယာဂိုမော်တာလိုနီးပြမျိုးကိုခေါ်ယူခန့်ခဲ့ပြီးတော့မှယာတီတစ်အတွက်အများကြီးမျော်လင့်ပြင်ဆင်ခဲ့ပေမဲ့ချင်းတို့မဖြစ်လာတဲ့ဂျူဝင်တက်အကြောင်းလေးကိုကျွန်တော်နဲ့တူစီတူရဲ့အိုဝင်ရဲ့နေပေါ်မှာအသုံးသက်သက်ပေါ်ဖို့ရှိပါတယ်ခင်ဗျာစီတူကအိုဝင်ရောမင်္ဂလာပါမင်္ဂလာပါဗျာဂျူဝင်တက်ကဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါဖလားပြိုင်ပွဲနေ့ရပါတော့ကိုပါအီတလီယန်နေထွက်လာရတယ်ချန်ပီယံလိဂ်နေထွက်လာရတယ် ဲ့ပြောင်းဝင်ရက်ကထွက်ခဲ့ရပြီးနောက်မှာလဲပြီးတော့အတ္တန်တာနဲ့စီးရီးပွဲမှာ၄ဂိုးပြတ်ရှုံးတယ်ဒီတစ်ပတ်ဒါဖီယွန်တီနာနဲ့ပွဲမှာလဲ၃ဂိုးပြတ်နဲ့ရှုံးတယ်အချီနီတော်တော်ကြီးကိုဆိုးသွားပါတော့ဒါတီယာဂိုမော့တာကိုဒီဘက်တောင်ဘက်နေထုတ်ပယ်မယ်ဆိုတဲ့သတင်းတွေလဲထွက်လာတယ်အဲဂျူမင်တာရဲ့အချီနီရဲ့ပတ်သက်ပြီးတော့မှဒါအိုဝဲကနေစပြီးတော့ပြောပြပါဦးကြီးအဲပြီးခဲ့တဲ့ရာသီဒါဘောလုံးနာမှာတော့တော်တော်လေးကိုဆက်ဆောင်ပြခဲ့တဲ့နီးပြပါတော့တော်တော်လေးလည်းအလားအလာကောင်းနေတယ်ပိုင်ဆိုင်ထားတယ်ဆိုထင်ကြထင်ခဲ့ကြပါတော့ဒါပေမဲ့ဒီဂျူမင်နဲ့ရောက်တော့ အမ်ဒုတိယရာသီဘွဲအကြောင်းမှာတော်တော်ကြီးကိုပြင်းစရာကောင်းလာတယ်ပေါ့နော်။သူဘာလို့လုံးနေမှန်းလည်းမသိဘူး။သူတစ်ဖြင့်ဟိုအခုအခုလိုမျိုးဒီသူနဲ့ပတ်သက်ပြီးအနာဂတ်နဲ့ပတ်သက်ပြီးစိုးရင်စရာတည်င်းနေထွက်လာတော့အရင်ဆုံးပြောချင်တာကတော့သူ့ရဲ့ဒီဂျူနက်လို့အသင်းမှာအခုသူလက်ရှိပြနေတဲ့ဆွမ်းဆောင်ရည်ရက်လက်ပိုင်းကလုံးဝလုံးလောက်မှုမရှိဘူးပေါ့နော်။ဒါကတော့ပုံမှန်ပန်းတောင်းချက်ပေါ့နော်။အမ်နောက်တစ်ချက်အသင်းဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အသင်းရဲ့လူစင်းလူစင်းရင်းပေါ့နော်။ sorry ဟိုဟာဒီကစားသမားယူချက်ဟုတ်ကစားသမားယူချက်တဲ့နေရာမှာဒါ AR အများကြီးပဲပေါ့နော်။အဲအဲ့ဒါတစ်ချက်ပေါ့နော်။ နောက်ပြီးတော့အခုလိုမျိုးဒါအခုခုနပြောခဲ့လို့ပဲဒါဟိုကျွန်တော် PSV ကိုဒါအရှုံးမျိုး Champion League ကထွက်ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒါဟိုတိတ်တိတ်တိတ်မကြခင်မှာပဲဒါဟိုကထွက်ခဲ့ရတယ် MOLI MOLI တို့အသင်းမျိုးဒါကိုပိုက်တာနေထွက်ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒါဟို Atlanta ကိုဒါ Fiorentina ဇက်တိုက်ရှုံးတယ်ဒီလိုအနေထားမျိုးတွေရောက်တော့မှာအသင်းကလုံးဝ response မလာဘူးညာမလာဘူးဆိုတာဒါဟိုကစားသမားတွေရောက် ID ဆက်ပဲနီးပြလေ ID ဆက်ပဲဒီအပိုင်းကတော်တော်ချီနေစုပဲဗျအဲ့လိုတော့တော်တော်စိုးရင်ကြတော့တော်တော်ကောင်းတယ်နော်စိုးရင်ကတော့တော်တော်ကောင်းတယ်နောက်ပြီးတော့ ဒီဟိုအသင်းရဲ့ driver တော့ဆက်ပြောတာပေါ့နော်မော်တော်နဲ့ပဲဆက်သွားမယ်ပါလေကျွန်တော်တော့တိတ်အဲ့လောက်ထိမထင်းဘူးပေါ့နော်မထင်းဘူးဆိုတော့တော်တော်တော့အချိန်ကြီးဆုံးရပြဒါစီတော့တစ်ချက်လောက်ပြောပြပြအောင်ဒီလောလောဆယ်မှာတော့ဟိုမော်တော်ပေါ့တော်တော်လေးတော့ဖိအားများတာပေါ့လေဒါပေမဲ့တချို့ဘုံသက်တဲ့ဟာတွေလည်းမော်တော်ကိုနောက်တစ်နှစ်လောက်တော့ဟိုအချိန်ပေးသေးတယ်ဆိုတာမျိုးလည်းပြောထားတာရှိတယ်ဘာကြောင့်လဲဂျူမင်တက်ကဒီ sorry နဲ့သူတို့ series champion ဖြစ်ခဲ့ပြီးနောက်ပိုင်းတည်ငြိမ်မှုရှိတော့ပေါ့နော် PR လို့ဝင်တယ်အဲတစ်နှစ်လောက်ပဲကြာတယ်နောက်တစ်ယောက်ဝင်တယ် နောက်ထပ်ဒါ Eligree ဝင်တယ် Eligree ဝင်တော့လေ Serie A မှာဟိုထင်တော့မဖြစ်လာခဲ့ဘူးဒါတစ်ချိန်ကတော့ Serie A မှာဒါ Juventus နဲ့တူ Champions League တောက်လျှောက်ယူခဲ့ပူတာပဲ Eligree ဒါပေမဲ့နောက်တစ်ချိန်ပြန်ရောက်တဲ့အချိန်ဒီမှာ Eligree လည်းဘာမှမစွမ်းဆောင်နိုင်ပဲနဲ့ပြီးကြတဲ့ຢာဒီကတော့ဒါလမ်းခွဲခဲ့ရတယ်အခုဒါ Motta ကိုခေါ်ထားတယ်ဆိုတော့ Motta ရဲ့အခြေအနေအရဟိုသတင်းတွေထွက်နေသလိုထုတ်ပယ်ခံရနိုင်တဲ့အလားအလာမျိုးရှိလာဒါမှမဟုတ် Juventus အသင်းရဲ့အားကစားဒါရိုက်တာတွေနောက်ထပ်တခြားဘုတ်ဖွဲ့ဝင်တွေရောဆက်ပြီးမှအချိန်ပေးနိုင်လောက်တဲ့ ပုံစံမျိုးမြင်မိလားမသိဘူးဟုတ်ကဲ့အဓိကတော့ရလက်ပေါ်မူတည်တာပေါ့နော်လက်ရှိအခြေအနေကတော့ Champion League ဝင်ခွင့်ကိုလည်းသူမီရောမီသေးတယ်အဆင့်5ပေါ့နော်အဆင့်5လက်ရှိမှာ5ဆိုပေမဲ့မီမီနိုင်သေးတယ်ရမကတမက်လားနမက်လားငယ်တယ်ပဲပြတ်နေရဆိုတော့မီနိုင်သေးရဆိုတော့အဲ့ရလက်ပေါ်ပဲမူတည်မူတည်သွားမှာပေါ့နော်အခုအခုလောက်ဆိုတာတော့လက်ခံလို့ထိုက်လျောက်လက်ခံလို့ရပြတာအခုထပ်အများကြီးဆိုးလာမယ်ဆိုတော့ပရိသတ်တွေအတန်ရောအချင်းနေရရပေါ်အစမော်တော်ထုတ်ပယ်ရဖို့ဖြစ်လာလိမ့်မယ်ပေါ့နော်အဲထုတ်ပယ်တာကတော့ကောင်းတယ်လို့တော့မထင်ဘူးဟိုတရားကမော်တာဟိုသူ့ အခြေသွေးရှိရဲ့နီးပြတရားဆိုတာသူပြသခဲ့ပြီးသားအဲ့တော့ဟိုသူ့အတွက်အချိန်လေးနင်းငယ်ပေါ့နော်ဒီကာလလေးတော့သူ balance ညီသွားအောင်သူခံတွင်နိုင်မှုလိုတယ်အခံတွင်နိုင်ပြီးတော့ဒီအခြေပေါ့နော်ချက်မြန်လေးဝင်မှုမရဘူးဆိုတော့ဒီငားလောက်ပဲဂျာလက်တရားအဲ့လိုအရင်ဆိုးရမရှုံးနေဘူးဆိုရင်သူ့ကိုထက်ခံနိုင်ထက်ခံလိုက်ထက်ထားလိုက်မျိုးယူစားရင်တော့မို့ဆိုရင်တော့သူပြုတ်သွားနိုင်တယ်အဓိကတော့ရလက်ပေါ်ပဲမူတရားပေါ့နော်ဒါကချက်မြဲလေးဝင်ဝင်ပေါ့နော်ချက်မြဲလေးဝင်ဝင်ချက်မြဲလေးဝင်ဝင်ရောမဝင်မခဲ့ဘူးဆိုရင်တော့မှငါးလောက်တယ် နဲ့ပဲပြတ်ပြီးတော့အခုလိုမျိုးဒါနှစ်ပွဲစားပါ 3C 4C ရှုံးတာမျိုးအဲ့လိုတွေထပ်မဖြစ်ဘူးဆိုရင်ဒါသူ့အခွင့်အရေးပေးနိုင်ပေးလို့ရနိုင်တယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်းလည်း HUTC ရဲ့နေပြတရားပြီးတော့အသင်းဘက်ကရှူတောင်းကြည့်မယ်ဆိုဒီအားဒီမှာအသင်းပြည်လန်ပြောင်းလဲမှုလုပ်ထားတာပြည်လန်ပြောင်းလဲမှုလုပ်တဲ့နေရာမှာဒီမော်တာကိုတည့်ပြီးတော့လုပ်တာပေါ့နော်မော်တာဒီအနာဂတ်အတွက်အများကြီးမျှော်လင့်ပြီးတော့လုပ်တာဖြစ်တယ်အဲ့တော့မော်တာလိုချင်တဲ့လူတွေခေါ်ပေးထားတယ်ခေါ်ပေးထားဖြစ်တဲ့အတွက်နောက်ထပ်နေပြတရားကိုလဲလိုက်မယ်ဆိုရင်အဲ့လူတွေနဲ့နောက်ထပ်နေပြတရားတယောက်နဲ့နည်းနည်း အရှုပ်ထွေးတွေဖြစ်လာနိုင်တယ်ဗောနော်သူတို့ခင်လာတဲ့ setup မဟုတ်တော့အဲ့တော့ဒီ setup ဖြစ်ဖို့အတွက်ဗောနော်လိုအပ်တယ်အဲ့တော့ဟိုမော်တာမှာအခုရေး60-70လောက်များတယ်အဲ30လောက်ပဲထုတ်ပြန်တိုင်းရှိရှိတယ်ဗောနော်အဲ့30ဖြစ်သွားဖို့ကတော့မော်တာရလက်တယ်အရန်ဆိုးမှာပဲဖြစ်နိုင်တယ်အဲ့တော့ဟိုကျွန်တော်ကတော့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့ဂျွန်တဲအခြေအနေနဲ့ပတ်သက်ပြီးတော့အဲ့လိုမြင်နေခြေစွမ်းပိုင်းအကြည့်မယ်ဆိုရင်တော့လုံးဝအားရဖို့မကောင်းဘူးဟိုဘလူဘာမှမော်တာရဲ့လက်ရာကိုမတွေ့ရဘူးပေါ့နော်လက်ရှိအချိန်ထိပွဲတိုင်းတော့ကျွန်တော်လည်းမကြည့်ဖြစ်ပါဘူးဒါပေမဲ့ဟိုကြည့်ပြတဲ့ပွဲတိုင်းမှာတော့ ဟိုဂျိုဝင်နေစီရစိတ်ကျင်နေစီရဘာမှမရဘူးကျွန်တော်ချန်ပီယံလိပွဲတွေဆိုရင်ကြည့်ပြတယ်ဟိုပွဲချန်ပီယံလိအစောပိုင်းတော့ပေါ့နော်ဟို PSV ကို PSV 3-1နဲ့9နဲ့ပွဲ9နဲ့ပွဲတော့ဆိုတာ Canon Genesis တို့နော်အရင်ကောင်းနေတယ်ပေါ့နော် Canon Genesis ပေတောင်းမှမှချီဆွမ်းပြတယ်ပြီးတော့ဒီဟိုသူတို့ယာတီစားတော့ဆိုရင် Amban Gula လူငယ်စားသမား Amban Gula တော့တော့ Amban Gula ကောင်းတယ်ပေါ့နော်ပြီးတော့ဒီ Consist Sao တို့ကောင်းတယ်ပြီးတော့ Blahovic တော့ရောက်ကောင်းတယ်ဒါပေမဲ့ခုနောက်ပိုင်းဆိုရင် Blahovic ကမပါတော့ဘူးသူစားချုပ် ကိစ္စနဲ့ပတ်သက်ပြီးဘလောင်း wish မပါတော့ဘူးသူတို့အစ်စ်ခေါ်လိုက်တယ်ဗောနော် PSV ကနေ Renek Kolomu ကနေခေါ်လိုက်တယ် Renek Kolomu ကနေရောက်ရောက်ချင်းတော့ဂိုးတွေသွင်းနေသေးတယ်ဒါပေမဲ့အဲ့ဟာကိုကျွန်တော်အဓိကပြောချင်တာမဟုတ်ဘူးဒါပေမဲ့သူတို့သွားနေတဲ့ပုံစံကလူတွေကဟိုအတီးတကြမရှိဘူးခုမိုင်းနာကိုသူတို့ဒါအသေးအံလိုက်ပြီးခေါ်တယ်ခုမိုင်းနာပါဂျင်နဲ့ပါတယ်မပါဂျင်လည်းမပါဘူးသူတို့ Western Mechanic ကိုသူရောင်းထုတ်ဖို့လုပ်ခဲ့တယ် ရောက်လှုပ်လှုပ်ခဲ့တဲ့ Western Mechanic ရဲ့ယာစီစားတော့မပါဘူးဟိုဒီ squat ထဲမှာတော့မပါဘူးဒါပေမဲ့အခု Western Mechanic ကနောက်တက်မှပါလိုက်ကွင်းလက်မှာပါလိုက်တောင်ပေါ်မှာပါလိုက်အမျိုးစုံပါပြန်ပါလာနေပြန်ရောအဲအဲ့လိုဖြစ်နေတယ်ပြီးတော့သူတို့အသေးအံခေါ်လာတဲ့အဲပြီးတော့ဒီအာဘယ်လိုပြောမလဲအများကြီးပြောလင်းထားတဲ့ Villa က Douglas Lewis Douglas Lewis ဆိုလည်းမြင်အောင်မမြင်ရတော့ပြန်အောင်အဲ့လိုမျိုးပေါ့နော်ဒါအခုနောက်ပိုင်းဆိုရင် Lucatelli အသင်းကောင်းဆောင်အနေနဲ့ကစားနေတယ်တချို့ပွဲဆိုလည်း Fagio လီကပါလာတယ်ခဲစက်မှဆိုရင်ဒါ Getty ဆိုတဲ့ကစားသမားပေါ့နော်အဲ့ကစားသမားကျွန်တော်လုံးဝမကြိုက်ပါဘူးဒါပေမဲ့သူ့ကို ပုံမှန်အနေနဲ့ကျွန်တော်မကြာခဏမြင်ရလေးရှိတယ်။ဒါပေမဲ့သူလည်းပါလဲမပါလဲပဲ။အဲပြီးတော့ဒီ Chelsea အငားနဲ့အခုနောက်ဆုံးခေါ်လာတဲ့ကစားသမား Renato Vaiga အသူသူ့ကိုတုံးတယ်။ပြီးတော့ Kalulu AC Milan ရောက်လာကစားသမား။ကျွန်တော်လောကဒီအသင်းမှမြင်နေရတဲ့အရာတွေကကြောက်တော့တယ်ဘလို့မှမှန်လို့မရဘူးဖြစ်နေတာပေါ့နော်ခန်းစင်းမှာဆိုရင်လူငယ်ခန်းစင်းကတော့တယောက်ဆာဗူနာဆိုတဲ့တယောက်ရှိသေးတယ်ကောင်းရမယ်လို့ထင်နေတာပေါ့နော်ပုံမှန်သုံးမယ်လို့ထင်တာဒါပေမဲ့ तू လည်းမပါတော့ပြန်မပါတော့ဘဲနဲ့ဟိုတိုက်စစ်အထိတက်ကစားခဲ့တဲ့တီမိုသီဝေယာက rival ဆင်းရဲသားလာခုနောက်ပဲမှကျွန်တော်တို့အများကြီးမြင်နေရတယ်ပေါ့နော်အဲရှင်းရှင်းပြောရရင်တော့နားမလည်နိုင်ဘူးရွှေ့ပြီးပြောရရင်တော့ live မပြီးတော့ဘူးပေါ့နော်ပြေပုံပေါ့တော့အဲ့လိုပြောရလိုက်မှချင်တယ်ဟိုဥယျာဉ်တို့ချက်တော့ဒါခဏတော့ဥယျာဉ်ပြောတဲ့ထက်မှလည်းပါတယ်ဒီ line နဲ့ထုတ်တဲ့ဟာတွေဒါခဏတော့အခု CD ပြောတဲ့ထက်မှလည်းပါပါတယ်အဲဥယျာဉ်မြင်ခဲ့တဲ့အမြင်ပေါ့ဒီ line နဲ့အပြောင်းလဲတွေဟိုအာတရားလောက်အောင်ဟိုအပြောင်းလဲများလို့နေဆိုတာလေးတဲ့ဥယျာဉ်တို့ချက်တော့ထပ်ပြောပြပါဦးတကယ်တော့ဒါအသင်းတသင်းအနေနဲ့ပေါ့နော်ဒီဘာပဲပြောပြော stable line ရတော့ရှိတင်တာပေါ့ဒီ key ရှိသွားမဲ့ဒီ line ကြောင်းတစ်ခုမှာပေါ့ဒါပေမဲ့ ဒီတရားကုန်မော်တာကဘာကြီးလုံးနေလဲတော့မသိဘူးပေါ့နော်ဒီကစားသမားတယောက်ဆိုလဲဒီခြေသွမ်းပြရဲသူဖောင်မိနေပြီဆိုရင်ဒါဟိုဘာပြောညာပြောနောက်ပိုင်းမှာဘန်းဆံမှာလဲထားရင်လဲထားလိုက်တာပဲပေါ့နော်ဒါအထူးသဖြင့်ဒါပြီးခဲ့တဲ့နွေရာသီကဒါအကူလေးကတော့ပြောခဲ့တယ်ဒီသူတို့အာဂိုတကြီးနဲ့ဒါအက်တလန်တာကနေခေါ်ခဲ့တဲ့ကစားသမားတဲ့ကုမိုင်းနာဆိုလဲဒါယူသူတို့ရဲ့ဒီ ပြောရမယ်ဆိုရင်လို့ရှိရင်ဒီကလပ်မှာပေါ့နော်ဒါအခုနောက်ပိုင်းမှာဒါငွေအများကြီးသုံးခဲ့တဲ့ကစားသမားပေါ့ဒီကစားသမားကိုလည်းအခုဘလို့ရေးသုံးနေလဲတော့မသိဘူးဒီကစားသမားကိုခေါ်လာတော့ဒါမှန်ကန်တဲ့အရွေးတစ်ခုလို့တော့ကျွန်တော်တို့ယူဆလို့ရတယ်ဒါပေမဲ့လက်ရှိအချိန်မှာဒီကစားသမား flop နေရပေါ့နော်အဲအဲ့တော့ဟိုတော်တော်လေးဒီဟိုဘလို့ပြောမလဲနောက်ပြီးတော့ဒီ villa ခေါ်ခဲ့တဲ့တယောက်လေဒီတောင်းကလုံးလို့လေသူအခုမသုံးမြင်ဘူးအခုနွေရာသီမှာတော့ပြန်ရောင်းထုတ်ပြန်ရောင်းထုတ်ဖို့တွေလည်းလုပ်နေရပေါ့နော်ဒီကစားသမားတွေကဒါ juvenile အတွက်ဒါဟိုတရားကိုမော်တာရောက်လာတဲ့အချိန်မှာတကယ်အာကိုဂျီနဲ့ခေါ်ခဲ့တဲ့ကစားသမားတွေနောက်ပြီးတော့ ဒါနေကုန်းကွန်စားလဲနေကုန်းကွန်စားလဲဆိုလဲဘာကြောင့်လဲခေါ်လဲတော့မသိဘူးဗောနော်ဒါပေမဲ့ဒီကစားသမားလဲဒါသူ့ရဲ့ injury ကို record လဲတိတ်မကောင်းဆိုတော့ဒီဒီလိုမျိုးပေါ့သူအာဂိုကြီးနဲ့ခေါ်ခဲ့တဲ့ကစားသမားတွေကအခုချိန်မှာဆွမ်းဆောင်ရင်ကောင်းရင်ပျက်နိုင်ဘူးဗောနော်အဲနောက်ပြီးတော့ဒီ vlogovic လို့ကစားသမားမျိုးကတကယ်တော့ဒါထိတ်တန်းရည်သူရှိတဲ့ကစားသမားမျိုးကဒါပေမဲ့ဟိုသူ့စီကလဲဒါယာယီစာတွင်းကုန်းကြီးလဲမြင်ရခဲ့တာပဲဒါပေမဲ့အခုချိန်မှာဒါသူ့ကိုခောက်ပြီးတော့လဲဟို မူအနေကိုပြောတော့နေအကလိုမူအနေကိုတုံးနေရပဲဘာကြီးလုံးလို့လုံးနေမှန်းမမသိဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒါပြီးခဲ့ဒီဘူလုံးနာမှာသူဖန်ဆောင်ပြခဲ့တဲ့အရာတွေကတော့ဒါတကယ်ကိုလမ်းပြန်နေအောင်တကယ်ကောင်းခဲ့တယ်ပေါ့နော်ဒါပြီးခဲ့တဲ့ရာသီကဒါဘူလုံးနာလို့အသင်းမျိုးနဲ့ဒါသူများတွေမယုံကြည်နိုင်လောက်အောင်ပေါ့နော်ဒီစီးရီးမှာဆိုလဲဒါဒုတိယခံစင်ဆက်ဆောင်ရအကောင်လို့အသင်းဒါတိုက်စစ်ပိုင်းမှာဆိုလဲဘာပြောပြောအဲ့လောက်ထိဒီလိုမျိုးဟိုပိုလီရှင်ရှိတဲ့နီးပြတယောက်ကဒီအသင်းကြီးရောက်လာမှသူလုံးချင်တယ်လို့လုံနေတယ်ဆိုတော့ဒါ တော်တော်လေးကိုမင်းကုန်းထုတ်ကြတော့ကောင်းတယ်ဗျဟိုဟိုကိုစဉ်းစားကြည့်မိတော့ဘလိုညာမှာတော့ကသူကခန်းစစ်မှတ်တမ်းတော်တော်လေးကောင်းတယ်ဟုတ်ကဲ့ဘလိုညာကို1960နောက်ပိုင်းဒါချန်ပီယံလိတကြောပြန်ဝင်ခွင့်ရအောင်ဆွမ်းဆောင်နိုင်ခဲ့တာမှာခန်းစစ်မှတ်တမ်းကတော်ရေးပါတယ်အခုဂျူပီတာမှာကယာဒီဆာမှာပရီမာဒဏ်ရရပါတယ်နောက်တော့ကာဘယ်ဒါလောင်တန်းအင်ဂျူရီဒါဆန်နာဘက်မှာဒီနှစ်ယောက်ကဒီလောင်တန်းအင်ဂျူရီဖြစ်သွားတယ်ဟာဗောနဒီနှစ်ယောက်ဒီအထူးပြန်တာပရီမာပါတဲ့ပထမဆုံး6ပွဲမှာကြီးမယ်ဆိုရင်9ပွဲက clean sheet clean sheet ဟုတ်တယ် ဘဝကလင်းရှိရပြောမှာခံစစ်တော်လေးငြိမ့်နေပြောနေတာဒီလိုခံစစ်ငြိမ့်တဲ့အချိန်အထိုင်ပြတ်သွားတဲ့ဟာယာတီအစမှာပြတ်သွားတာတကူကဒီမော်တာအတွက်ဟိုဒီနောက်ပိုင်းမှာပေါ့နော်ဒါခံစစ်မတန်းနဲ့ပတ်သက်ရင်လည်းဟိုအရင်ကြီးဆိုးတဲ့ထင်မှာတော့မပေါ့ဒါပေမဲ့တီပွဲတွေများတဲ့အချက်တွေကတကယ်ကိုပဲဒါချွင်တဲ့အတွက်စီးရီမှာဆိုရင်လည်းဟိုအနောက်ရှက်ဖြစ်တယ်နောက်တဲ့ဒီဖလားပွဲတွေမှာဆိုလည်းဟိုဘယ်လိုပြောမလဲဟိုမှာ PSV လိုအသင်းမျိုးသူတို့ကရှုံးနေရအကြောင်းမရှိဘူး Leaf Face လုံးကသူခြေသားနဲ့ကောင်းကောင်းကစားနိုင်ခဲ့ပထမကြော့လဲနိုင်ထားပြီးသားအခြေအနေကိုတကယ်တမ်းကခံစစ်တာ ဒီအခိုင်အတိုင်းထားတဲ့အထိကောင်းခဲ့မယ်ဆိုရင်သူတို့ကဒါဖလားပွဲကနေထွက်စရာအကြောင်းမရှိဘူးအမ်ပူလီလည်းဒီတိုင်းပဲသူလည်းအများကြီးအင်အားနေတာပေါ့အခုအဓိကပြောချင်တာဒီခန်စစ်အထိုင်မှာဒါကာလူလူရဲ့နောက်တစ်ယောက်ကဂတိဂတိဂတိရဲ့ဒီနှစ်ယောက်ပဲဆန္ဒပဲနှစ်ယောက်ပဲသူ့မှာရွေးချယ်စရာကြံတယ်ဗိုက်ကလည်းဒါဇန်နဝါရီလမှာရောက်လာဆိုဒီလိုမျိုးခန်စစ်အထိုင်မှာရွေးချယ်စရာကစားမနေတဲ့ချက်ကောမော်တာမော်တာတွေလောကကံရခက်သွားတဲ့အခြေအနေဖြစ်နေတာနည်း ဟိုမှန်ပါတယ်ခက်ခဲစီတယ်ပေါ့ဒါပေမဲ့ဖြည့်ရှင်းရမှာလဲ तू အလုပ်ပဲเนาะ तू ပဲဖြည့်ရှင်းရမှာเนาะ तू မဖြည့်ရှင်းနိုင်ဘူးဆိုတော့ကျွန်တော်မြင်ရတယ်အဲကျွန်တော်အမ်ပိုလီနဲ့ကိုပါအီတလီယာပွဲတော့မကြည့်လိုက်ကောင်းအနည်းဆက်ဆုံးကျွန်တော်အတလန်တာကို၄ခုနဲ့ရှုံးတဲ့ပွဲတော့ကြည့်ရတယ်ပေါ့เนาะအဲ့တော့၄ခုနဲ့မဟုတ်ဘူး၈ခုလောက်ရှုံးတွားနိုင်တဲ့အခြေအနေရှိတယ်ဒီကုသမားဒီကရကော်ဒီကိုတော်တော်လေးကိုကာခဲ့ရတလုံးတလုံးကာခဲ့ရဂျူဗင်တက်စ်အနေနဲ့ဟိုအဲ့လိုမျိုးအဲ့လောက်ထိကိုကန်သွင်းခင်ပေးရတာကျွန်တော်မြင်လာမမြင်ဘူးလို့ပြောလို့ရတယ်ပေါ့เนาะအတလန်တာကဒါဂျူဗင်နဲ့ကွင်မှာကန်တာ နောက်ကမှကန်တာ4စီးတောင်နည်းသေးတယ်တကယ်ကတော်လွတ်ခဲ့ပြီးတော့တော်တော်အနေအများတဲ့အကန့်သွင်းချက်တည်းကြီးပဲခွင့်ပြုခဲ့ရအဲ့တော့ Juventus တော်တော်လေးကိုအခြေအနေဆိုးလာတယ်နောက်ပိုင်းမှာတကယ်တော့ကျွန်တော်တို့လွန်ခဲ့တဲ့ဒီ17လပိုင်း17လပိုင်းလောက်ထိကျွန်တော်ကြည့်မယ်ဆိုရင်17လပိုင်းတော့မဟုတ်ပါဘူး17လပိုင်းလောက်ထိ Juventus ရှုံးမွေးတော့မရှိဘူးစီးနေတာဟုတ်တယ်ကျုံ့ဝဲအောင်မရှိရှုံ့ဝဲမရှိဖြတ်တန်းနေတယ်ဒါတသိန်းလေးတော့အသိန်းလိုအောင်ပြောရမှာပေါ့နော်တော်တော်ကြီးကိုညိနေပြီးတော့ဟိုမားတဲ့မကောင်းတဲ့ဘက်တော့ရှိရပါဘူးနော်အဲ့ဒါတော့နိုင်ပွဲနဲ့တရေပွဲကဒူဒူလောက်သွားကြတယ်ဒူဒူလောက်သွားကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တောက်လျှောက်ရှုံးလာတယ် ရှုံးလာရဲဆိုတာဒီသူတို့ရဲ့သူတို့ချိုးပေါ့နော်တကယ်တော့အိမ်မကောင်းတဲ့ဥစ္စာကြီးနဲ့သူတို့တင်းခံပြီးတော့ကွာနေတဲ့ဥစ္စာကြီးကမခံနိုင်တော့ဘူးလို့တော့ကျွန်တော်တို့ဟိုယူဆမိတယ်သူတို့ရဲ့အခြေအနေတကူအသင်းရောအစိပ်ပိုင်းတစ်ခုစီခွဲကြည့်မယ်ပေါ့နော်ကုသမာကုသမာဒက်ကရက်ဂရီတော့မဆိုးကောင်းနဲ့ခန်းစစ်မှာကျွန်တော်တို့စန်တာဘက်နှစ်ယောက်တုံလောက်မှုမရှိဘူးဒီဝင်းဘက်စ်တွေအဲ sorry ဖူဘက်တွေပေါ့နော်ဖူဘက်တွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့လူဒီကမ်ဘီယာဆိုကတော့အန်ဒရီယာကမ်ဘီယာဆိုကတော့ခြေစွမ်းကောင်းပါတယ်ဒါပေမဲ့သူဒဏ်ရာရတော့ကြားတယ်မှာပြီးတော့ပြောင်းရွှေ့ပြဿနာလေးဖြစ်တယ်အဲ့မှာနည်းနည်းရင်းရင်သွားတယ် ဂျင်းရသွားတဲ့အခါမှာကျွန်တော်တို့အဲ့ဝင်းဘက်ဖူးဘက်နေရာမှာတီမိုသီဝီယာဝင်ကစားလာတယ်ဒါကအန်အသင်းဘုကောင်းနဲ့ဆုံးဖြတ်ချက်လို့ပြောရမှာပေါ့နော်ဝက်စတန်မက်ကန်နီတို့ကစားခိုင်းတာကျွန်တော်နားလည်နိုင်တယ်တီမိုသီဝီယာကတော့ကျွန်တော်မမြင်ဘူးခဲ့ဘူးပေါ့နော် ဝင်းဘက်ဝင်းဘက်အနေနဲ့ကစားတော့မြင်ဘူးပါတယ်ဒါမှမဟုတ်ဟိုဘုံဘောင်ကခေါ်ရတဲ့ကယ်လီတောင်ရှိသေးတယ်လိုက်ကယ်လိုက်ကယ်လိုက်ကယ်တောင်ရှိသေးတယ်လိုက်ကယ်လီကိုလည်းခုနောက်မှသုံးလာတယ်ပေါ့နော်အဲ့တော့ဟိုဒီကန်ဆက်ဆက်တဲ့တစ်ခုလုံးကလောကကစင်ကလေးဖြစ်နေဖြစ်နေဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဆိုလိုချင်တာဒဏ်ရာရတယ်မှန်တယ်ဒဏ်ရာရလေဆိုရင်ဒီကန်ဆက်တစ်ခုကို ယူနစ်တစ်ခုကိုဒီတိတိကျကျစုဖွဲ့ပြီးတော့ဒီလိုပဲတောင်းရင်တောင်းရင်နဲ့ခန်းစစ်ကဒီကိုရေးစစ်ယူနစ်တစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီအချက်ကိုမမြင်အောင်အဲ့အရှိနေရာတွေမှာလည်းအဲ့လိုမျိုးပုံစံမျိုးကိုသွားတွေ့ရတယ်အဲ့ဒီခါမှာလိုအပ်တဲ့ဒီ Juventus အသင်းဟာကစားသမားတွေကောင်းနေတော့ရှိပါတယ်ဒါပေမဲ့တယောက်ချင်းစီဟိုတူတူငါတမင်းဖြစ်နေရမျိုးဖြစ်ပြီးတော့ style တစ်ခုလည်းမမြင်အောင်ယူနစ်တစ်ခုကိုလည်းမမြင်ရဘဲနဲ့ဒါအခုလောက်ထိအခြေအနေစိုးနေရလို့ကျွန်တော်တော့ဟိုထင်တယ်တကယ်တော့ဗျာရှုံးမွေးရသုံးမွေးပဲရှိသေးတယ်ထင်တယ်ဒီ series ဟုတ်တယ်ရှုံးမွေးသုံးမွေးဒါပေမဲ့အဲဒီ သိဝဲရများတယ်။ဒီဘက်ကသွားကြည့်လိုက်မယ်ဆိုရင်ကျတော့သိဝဲ73ဘွယ်ရှင်။နိုင်ဝဲလည်း73ဘွယ်ပဲ။ဟုတ်လေ။ဟုတ်။ဟိုသိဝဲ73ဘွယ်နောက်တော့နိုင်ဝဲလည်း73ဘွယ်။နိုင်ဝဲ73ဘွယ်နောက်တစ်ခုကကျတော့ဟိုရှုံးတာတော့3ဘွယ်ပဲရှိတယ်။ဒါမဲ့လည်းပြဿနာရှုံးတဲ့ရှုံးဘွယ်တွေကတကယ်ကိုအရှက်အရှက်တွေရှုံးဘွယ်တွေပေါ့နော်။နောက်ဆုံးဖျူလီနာနဲ့ဘွယ်မှာဆိုဂိုးပေါက်တဲ့တဲ့ကန်ချက်ကနှစ်ချိန်လားသုံးချိန်လားအဲ့လောက်ပဲရှိတယ်ဆိုတော့ဒီ stat တွေလည်းထွက်လာဆိုတော့ဂျွန်နဲ့တိုက်စစ်ကတော်တော်လေးကိုပြဿနာရှိတယ်။ဟိုအဓိကတော့ဒါ line နဲ့မတည်ငြိမ်တဲ့ပြဿနာပေါ့နော်။ ကင်နန်ယီဒစ်လို့ဆိုရင်ဒီနောက်ပိုင်းဒါဒန်ရရလားဘာလဲလို့ပြန်ပြောက်သွားတယ်။အရင်မရမရဘူးဒါပေမဲ့အသုံးပြီးတော့ဟိုအရင်ဆိုးရတယ်လို့ကျွန်တော်မြင်နေပါတော့။ကင်နန်ယီဒစ်ကတောက်လျှောက်ကျွန်တော်ဟိုအပီးနေတဲ့အချိန်မှာသူ့ကိုကြိုက်လဲကြိုက်တယ်။အပီးကသူ့ရဲ့ဒီကန်သွင်းချက်တွေကိုကိုရီရလဲတော်တော်လေးလှတာကိုကြားရပါတော့။အဲ့တော့ဒီတက်ပီယိုရိုနံပါတ်နဲ့တက်ပီယိုရိုကစ်တွေသူကန်ပြနေတဲ့အချိန်တွေပဲတောင်းမှတောက်လျှောက်ကောင်းတယ်။ကောင်းနေရရင်သူနံပါတ်10ကိုပို့တယ်။ပြီးတော့ဒီ right wing ကိုလည်းထပ်ပို့တယ်။အဲ့အချိန်တွေဒီမှာကျတော့ဒါက ဟိုကျွန်တော်တို့နားလည်ထားတဲ့ဒီဘောလုံးရဲ့သဘောတရားအရအဲ့လိုမျိုးရွှေ့ခြင်းကလာသမားကိုကောင်းကျိုးတော့မဖြစ်စေတာသိကြတယ်ပေါ့နော်အဲ့တော့ဟိုငြိမ်နေတဲ့အထိုင်တွေကသူကဆွဆွသွားပြီးတော့ဖြုတ်ပစ်နေတဲ့အခါမှာငိုတွေကတခြားနေရာတွေကပဲမငြိမ်ဘူးမငြိမ်တဲ့အခါမှာသူငြိမ်ပြီးသားနေရာကသူကအဲ့ဆွဆွဲပြီးတော့ဟိုဒုက္ခပေးနေတယ်လို့ဖြစ်တယ်ပေါ့နော်အဲ့ဒီစနစ်ကြောင့်သူ့ရဲ့အဲဒီဟို tendency ကြောင့်ဒီလိုမျိုး join test ရင်းရင်ရတယ်ဆိုပြောလို့ရတယ်ဟိုနောက်တစ်ခုကကျတော့ကို transformer တော့ euro တန်းနေရာသုံးတယ်ဇန်နဝါရီမှာလဲသူအငားကြီးပေါ့နော်ခေါ်တဲ့ခေါ်တဲ့ကစားမကြီးတချို့တော့ခေါ်ခဲ့ပါတယ် ဒီမှဒါပေမဲ့အောင်မြင်တဲ့ပုံစံမျိုးမရှိဘူး။ဟာယူတန်းနေရာတုံးလဲခဏတော့အိုဝင်တော့ခက်မှလဲပါတယ်။ယူတန်း60နဲ့ဒါခေါ်ခဲ့တဲ့ကုမိုင်းနာဆိုရင်ဒီဟာဒီစီးရီးတွေမှာအတလနာတော့မှဒါစီးရီး17ဂိုးလားမသိဘူး။အဲ့လောက်ဒီဂိုးပေါင်ပတ်သက်မှုလဲတော်တော်များတဲ့ဒါခွင်းလဲကစားမှာ။ဒီဂျူမီတာမှာရောက်တဲ့ချိန်မှာ twin ဂိုး2ဂိုးပဲလားမသိဘူးရသေးတယ်။ဂိုးပေါင်ပတ်သက်မှုကလဲပြီးခဲ့တဲ့ရာသီကအတလနာနဲ့ရှင်လိုက်တော့အရန်ကိုနည်းတယ်။တော့ထောက်ကလာလူးဝစ်ဒါပြီးခဲ့တဲ့ရာသီကဘီလာမှာဘလောက်ကောင်းလဲဆိုတာပရီးမီယာလိပရိသတ်တွေအတည်ဆုံးပဲ။ဒါပေမဲ့ဂျူမီတာရောက်တဲ့ချိန်မှာပုံမှန်ကစားခွင့်တော့မရဘူး။အဲ့တော့ အဲ့ဒီမြောက်ပေါင်းနေယူရိုတန်း130ဖြစ်နေသူတို့သုံးနာစုပေါင်းယူတန်းနေရအဲ့ထက်မှမှဟိုအငားအငားပြီးရင်အပီးတန်းနဲ့ရာဒီကုန်အပီးတန်းနဲ့ခွန်မဲ့ကစားသမားတွေရှိရဲအဲ့မှာကွန်ဆီဆာတို့ပါတယ်နောက်တဲ့ဒီကိုသမားဂရီဂိုရီတို့ပါတယ်ခေါ်ယူလိုက်တဲ့ကစားသမားအပြောင်းရွှေ့ policy ဟာဂျွန်တက်တဲ့ကြီးကြီးမားမား impact မဖြစ်တဲ့အခြေအနေမျိုးလဲတွားတွေ့ရပါလေဒီဟာကရောဒီဘယ်လိုပြောမလဲဟိုဘယ်ပြောကြနီးပြားနဲ့ဆိုင်မလားဒါမှမဟုတ်ကစားသမားအည်သွေးကြောင့်မဖြစ်မလားဆိုတော့လဲတစ်ချက်တော့ညောဆုံးသုံးသပ်ပြောဟုတ်လား ဟိုအဓိကတော့ကျွန်တော်ခုနလေးမှာကျွန်တော်ဟိုကဖတ်လိုက်တာပါဒီဟိုက four back မှာပေါ့ four back မှာဒီဂျူနန်နဲ့ပတ်သက်ပြီးတော့ဒါတရားကုန်မတော်နဲ့ပတ်သက်ပြီးဒီယာဒီမှာဘာဖြစ်လို့ဒါ struggle ဖြစ်နေလဲဆိုတာဖြတ်လိုက်အဲ့သူ့ရဲ့ဒီ transfer plan တွေလည်းပါတယ်ဒီအာဂိုဂျီနီနဲ့ခေါ်ထားတဲ့ကစားသမားတွေကို तू အသိရောက်လာတော့ तू မသုံးနိုင်ဘူးမသုံးနိုင်ဒီဟာလေးပေါ့နော်နောက်ပြီးတော့သူတို့ရောင်းထုတ်လိုက်တဲ့အငှားအငှားချတာတဲ့ကစားသမားကြီးဟိုကတစ်ဖက်တည်းမှာသွားကောင်းနေတယ်ဥပမာဒါဖီယိုနီနောက်အငှားချတဲ့မွိုက်ကိန်းဘုဆိုတာစီးရီ15ဂိုးလား16ဂိုးလားစီးရီအတွင်းကို သုံးလမ်းမျိုးရှိနေပြီဒါဒုတိယနေရာမှာရှိတယ်ဒုတိယနေရာမှာရှိတယ်နောက်ပြီးတော့ဒါဟိုဇန်နဝါရီရမှလာဒီဖီယိုဒီနာကိုငှားထိုက်တဲ့ဟိုကကွင်းလယ်ဖီယိုဟိုဖီကိုလီလာဖာဂျီယိုဖာဂျီယိုဖာဂျီယိုသူလည်းဒါပြီးခဲ့တဲ့ပွဲမှာဒါသူ့အသင်းကိုပြန်ပြီးတော့လှော်သွားတာပေါ့နော်ဒီဂလူဟာမီးဦးနေပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီသူ့ရဲ့ဒီ transfer plan နဲ့သူတုံးနေတာလေဘာဘာသူသွားနေတာလေဒီလမ်းကြောင်းလွဲနေတာပေါ့နော်ကျွန်တော်ကျွန်တော်တော့ဒီလိုပဲမြင်နေဗျကျွန်တော်အမြင်ကတော့ပေါ့နော်ဒီ coup miners ရှိတယ်ပြီးတော့ဒူကလက်စ်လူးဝဲရှိတယ်ဒူကလက်လူးဝဲစ်ကိုသူရာသီစမှာတုံးတယ်နော်တုံးတဲ့အခါမှာလက်မထမ်းရိုးတွေတက်တုံးတာတွေ့ရအဲ့တော့ဒူကလက်စ်လူးဝဲသမိုင်းမှာအဲ့လိုကစားမရှိဘူးနော်သူအာဆွန်ဗီလာမရောက်ခင်ဂျီရိုနာမှလာမသိဘူးကစားတယ်အဲ့ဒီမန်ချက်စတာစီးတီးရဲ့မိဘပဲပြီးတော့မန်ချက်စတာစီးတီးတို့သူပြန်ရောက်သေးတယ်မန်ချက်စတာစီးတီးကနေမှသူအဆွန်ဗီလာရောက်တယ်အဲ့အဲ့ရိုးစ်ကြီးအကုန်လုံးမှာအဲ့ဒီနံပါတ်6 or နံပါတ်8လူးဝဲကိုကစားခဲ့ရဒါပေမဲ့နံပါတ်10ကိုတင်တယ် လင်းနေသုံးတဲ့မကစားလို့ရတယ်လင်းနေသုံးတဲ့ပဲကစားမှာမဟုတ်တာဒါပေမဲ့အဲ့လိုလင်းနေသုံးတဲ့ဆိုဒက်ကလော့စ်တူကိုအဲ့လိုလောက်တာတွေ့တယ်ပြီးတော့ဒီခုပိုင်းနာဆိုလည်းဒီရေရှည်ကြီးကိုနံပါတ်10ရိုးမှာတင်ပြီးတော့ကစားတာဆိုတော့တွေ့ရခုပိုင်းနာကနံပါတ်10ရိုးကစားတဲ့ကစားသမားမဟုတ်ဘူး तू အရင်အဲကျွန်တော်နဲ့သင်းနံပါတ်မေးနေလို့ဖီယန်နူလာအဲ့ခမာလားမသိဘူးနံပါတ်အဲ့နဲ့တင်းရတယ်ပေါ့နော်အဲ့အက်လန်နာမရောက်ခင်တော့အသင်းမှာခန်းစစ်တောင်ကစားခဲ့တယ်ခန်းစစ်တောင်ကစားခဲ့တယ်ပြီးတော့ဒီ center defensive midfield အနေနဲ့ကစားတယ် तू ဂိုးတွေများနေရဆိုတာက ပနတိများနေပနတိကဏအရင်ကောင်းတဲ့ကစားနာမလို့သူကစားနာဘွားတခြားလုံးဟဲ့ဒီကျွန်တော်အထင်မမားလို့60%လောက်ကပနတိကြီးကိုရီးယားကိုရီးများနေတဲ့ပနတိများနေအဲ့တော့ तू ဟာဒီ offensive ဒီ attacking number 10 role မဟုတ်ဘူးဟိုစစ်စစ်မဟုတ်ဘူး maybe ကစားတဲ့ကစားတဲ့ဒါပေမဲ့ तू ကစစ်စစ်မဟုတ်ဘူးအဲ့တော့သူ့ကိုအဲ့လိုမျိုးကြီးနေရာခြားထားခြင်းကဘလို့မှစီလွန်မှုမရှိဘူးဒါကြောင့်မလို့ဒီကစားသမားရဲ့စီကစီစွန်ကောင်းတာကိုမတွေ့ရဘူးမတွေ့ရတဲ့အခါမှာကျွန်တော်အဲ့ number 10 role နဲ့ ကျွန်တော်သတိထားမိတော့အကြာကြီးခုမိုင်းတော့အဲ့နေရာကြီးမှာတုံးနေတာကိုတွေ့ခဲ့ရတယ်ပေါ့နော်အဲ့အဲ့ဟာဒါတရားကမော်တာရဲ့မဟာအမှားပေါ့ဒါ maybe तू อ่ะဒါကိုဟိုသူ့ရဲ့ဟိုစမ်းသစ်တီထွင်တဲ့နီးပြူอ่ะတခုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုဖြစ်မယ်ဆိုရင်အဲ့နီးပြူဟာဖေးသွားတယ်လို့ကျွန်တော်တို့ပြောရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီသူ့ရဲ့ဈေးကြီးပေးခေါ်လာတယ်ခုနအခုနမပြောခဲ့တဲ့ကစားသမား၂ယောက်စလုံးဟာအဲ့ဒီ MOIN ဂျင်းတက်ဆိုင်တရားကမော်တာရဲ့အသုံးချမှုလွဲခြင်းသို့မဟုတ်သူ့သူ့ရဲ့ innovation ကြာစင်ခြင်းလို့အဲမှားယွင်းခြင်းလို့ပဲကျွန်တော်တို့မြင်တယ်ပေါ့ ဟုတ်ပြီဒါဟိုနောက်တစ်ခုကကျတော့ဒီအာကစားဒါရိုက်တာဒါခရစ်စတီယန်တို့ GN lot GN lot တို့လောမျိုးနော်ဒီအာကစားဒါရိုက်တာ ਨੇ ကျတော့တရားကုန်မတော်တို့ကြာအလုတ်တွဲလို့ရတဲ့အခြေအနေပေါ့လေဒီအခြေအနေရောဟိုအစိကတ်ရလာဘာလို့လဲဆိုတော့ဒီအာသာဒါရိုက်တာ ਨੇ နီးပြနေကသူတို့လေးကိုအစိကတ်ဖို့လိုတာကိုအခုလိုမျိုးဒါဂျူမီတက်ဆိုရင်ဒါခဏတော့စီလူပြောထားမှလည်းပါတယ်အသင်းကိုပြန်ပြောအသစ်ပြန်တီးဆောက်ထားတာ revolution မဟုတ်ဘူးဆိုရင်တောင်မှအလုံးစုံပြုံပြောင်းလို့မဟုတ်ဘူးဆိုတော့အဲ့လောက်နီးပါးကို ပြုပြင်ထားတာလေပြုပြင်ထားတဲ့အချိန်ဒီမှာကျတော့နီးပြားနဲ့ကစားမကြားမှာဟို sorry နီးပြားနဲ့ဒီအားစားဒါရိုက်တာဒါရိုက်တာကြားမှာအရန်ကိုအစည်းကပ်ဖို့လိုတာပေါ့ဒီလိုမျိုးအစည်းကပ်မှုမျိုးရောတွေးမိလားဒါစီတူကိုတခြားလောက်ဟို performance အရာအကြည့်ဒါတော့ကျွန်တော်တို့အများကြီးမတွေ့ရဘူးဒါပေမဲ့ဟိုဒီအီတလီရဲ့သတင်းတွေကြတော့တချို့အရန်အတွင်းသတင်းတွေကြတော့ကျွန်တော်တို့ဟိုတီးရဖို့ခင်းရင်တယ်ပေါ့နော်အဲ့လောက်လက်လန်းမမီဘူးသူတို့ရဲ့အသေးစိတ် relationship တွေအထိကျွန်တော်တို့လက်လန်းမမီထားလို့လောလောဆယ်တော့ကျွန်တော်မြင်ရတော့နည်းနည်းလေး alignment လွဲနေတာမျိုး မြင်ရတယ်ပြီးတော့ဒီ Juventus ဟာဒီနောက်ပိုင်းမြစ်တင်မှာအဲသူတို့ရဲ့ nation ပေါ့နော် academy ကိုအရင်အားကိုးလာတယ်အထူးသဖြင့် Kenan Yedes တို့ပြီးတော့ Kansas ကထွက်လာတဲ့ဒီ Savona တို့ပြီးတော့ဒီ Amben Gula တို့နောက်ကစားသမားတယောက်ရှိသေးတယ်ကျွန်တော်နာမည်မေ့နေတယ်အဲကစားသမားလေးတွေကတော်တော်လေးကောင်းတယ် nation ကနေပြီးတော့ဒီနှစ်ဘုံမောက်ကိုရောင်းချလိုက်တယ် Hawkson တို့ Hawkson တို့အဲကစားသမားရေးဆိုရင်မူလ Juventus ရဲ့ကျွန်တော်နားလည်ထားတဲ့ strategy ကအဲ့ nation ကို တော်တော်ကြီးကိုအသုံးချဖို့ပေါ့နော်ဒါပေမဲ့အခုကသုံးမချဘူးဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့အဲဒီဟိုဒီဒီ strategy ရဲ့နီးပြအောင်အများကြီးတက်ရောက်လို့တော့မရဘူးဒါပေမဲ့အဲ့အကြမ်းထဲမှာကျွန်တော် alignment ကိုမတွေ့ရဘူးကျွန်တော်ယာစီဆန်တော့နားလဲတာကျွန်တော်အကုန်နဲ့လည်းပြောဘူးတယ်တင်တယ်အဲ့ vision ရဲ့ plan လေးအပြည့်ဒီအသင်းသွားနေ plan လေးပေါ့နော်အဲ့တော့အဲ့တော့အတီးရရတဲ့ဟာနဲ့လက်ရှိပြနေ performance ဒီမြင်ရရမြင်ခွင့်နေနေဆိုတော့တိတ်ပြီး alignment မဖြစ်ဘူးအဲ့မဖြစ်တဲ့အတွက်ကျွန်တော်ဟိုအရင်အစီမကတ်နေဘူးလို့တော့ယူဆမိတယ်ပေါ့လေဟိုဘောဒီဟာအခုမြင်ရတော့လဲတိတ်ပြီးအစီမကတ်ပေါ့လေဒါဇန်နဝါရီမှာခေါ်တဲ့ကစားသမားတွေထဲမှာကြည့်မယ်ဆိုရင်ကာလိုမူဝန်နီကတော့စားရောက်ချင်းဂိုးတွေတွင်တယ် impact ဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ပြန်ပြီးပြန်ပြောက်သွားပြန်တယ်နောက်တစ်ခါဒီ right kelly ဆိုလဲဒါ right side မှာပုံမှန်လဲ၃တဲ့ဟာမျိုးလဲတိတ်မတွေ့ရဘူးပေါ့လေအဲ့ဆိုခေါ်လိုက်တဲ့ကစားသမားတွေကဒါ Thiago Motta အတွက်တိတ်ပြီးတော့မှအတုံးမဝင်တဲ့ဟာမျိုးလေး သွားဖြစ်နေတာပေါ့ကျွန်တော်အမြင်ပေါ်တော့ကျွန်တော်ဒီမှာခေါ်လိုက်တဲ့စာသမားတွေရောဆေးမီတို့ပေါ့လေခန်းစစ်တန်ရပြဿနာတွေဖြေရှင်းဖို့အတွက်ဆေးမီတို့ရီနာဒိုဗေဂီကရောဗိုက်ကယ်လီရောသူတို့က LCB နေရာကိုလည်းကစားနိုင်တယ် LB နေရာကိုလည်းကစားနိုင်တယ်ရီနာဒိုဗေဂီကဆို LWB လည်းကစားနိုင်တယ်အဲ့ဒီတော့သူတို့ဟိုဟိုရီဒိုကိုကုစားမှုနေနဲ့ခေါ်လိုက်တာလို့ကျွန်တော်ယူဆတယ်ပြီးတော့တိုက်စစ်ဒီဂရန်နန်ကိုလိုနိုဝါနေကြတော့သူတို့ဒီ ညှိလို့မရဘူးလားဟိုဘေးရှိရစာချုပ်ကိစ္စကိုအဲအဲအဲ့အခြေအနေလို့ကုစားဖို့အတွက်ရေတိုအနေနဲ့ခေါ်လိုက်တာလို့တော့ယူဆတယ်ဟိုလောလောဆယ်မှာတော့တိတ်တော့ impact တော့မဖြစ်ဘူး impact မဖြစ်တဲ့ပြင်ပို့ပြီးမှဆိုတော့ထင်ထားတယ်ကိုပို့ပြီးရလတ်ဆုနေတဲ့အတွက်ဂျူမင်တက်ကတော့တော်တော်လေးကိုဒါဆိုးနေကြတော့ဖြစ်သွားတာပေါ့လေဒါအပိတ်အနေနဲ့ဒါဦးဝင်းကရောဒီဂျူမင်တက်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးဗာမြတ်ဖြစ်ဆိုပြောနေနေအဲကျွန်တော်တွေးမိတာပေါ့နော်ဒီအာအတင်းရပေါ့နော်ဒီတေဝဲရင်များတယ်ပေါ့နော်တေဝဲရင်များတယ်ခုဆိုလဲဒီဝဲစသုံးဝဲပေါ့နော်ဒါစံချိန်တင်လောက်အောင်ဒီဝဲများခဲ့တယ် အဲဒီအတွက်လည်းဒါသမိုင်းတစ်လျှောက်သူတို့ရဲ့ဒါအစိုးရဆုံးဂျွန်နက်ရဲ့တော့ဒီအစိုးရဆုံးယာတိတခုလို့တော့ပြောနေအဲ့အချိန်မှာအသေးပွဲရင်မြန်အရင်များလို့ပဲသူကစားကွက်ကစားသမားတွေကိုစမ်းသုံးရင်းသုံးရင်းနဲ့အခုလိုမျိုးလွယ်ဝလာလမ်းကြောင်းလွယ်သွားလာတော့ကျွန်တော်ဟိုစဉ်းစားမိတာပေါ့လေဒီလက်ကြံပွဲတွေမှာတော့ဒီချန်ပီယံလိသူတို့ဒီဝင်ခွင့်အတွက်ပေါ့နော်ဝင်ခွင့်အတွက်ပေါ့ဒီဒီလိုမျိုးပြန်ရဖို့ဆိုရင်တော့စမ်းဆောင်ရင်ကောင်းပြန်ရဖို့ဆိုရင်တော့ဒါတရားကိုမော်တာအနေနဲ့သူ့ရဲ့ရှင်းရင်းစွဲကစားသမားအရင်မြစ်ကိုဒါပွဲထွက်၁၁ရောက်မှဒါ သူတို့ရဲ့ natural position နဲ့အမှန်မှန်ကန်ကန်အသုံးချက်ဖို့တော့လိုရဲဒါမှလည်းကစားသောင်းရဲ့ရှိကစစ်မှန်တဲ့ဆက်ဆောင်ပြန်ရမယ်လို့တော့ကျွန်တော်ယုံတယ်မြတ်ဟုတ်ကဲ့ပါဒါအခုလိုမျိုးချွေတဲ့အကြောင်းကိုစီတူရောအိုဝင်ရောဒါပြောပြပြီးတော့အတွက် software operator တွေလည်းကျင်းအားလို့လို့ထင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ software operator တွေဦးကျင်းစုကိုလည်းကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ